အလုံးမင်္ဂလာပါရှင်။ MBA သတင်းဌာနရဲ့ဒီကနေ့ဒီဇင်ဘာလ12ရက်နေ့နေ့လယ်ခင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုစမခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။အထူးခြားဆုံးနေ့လယ်ခင်းသတင်းတွေလည်းမြောက်ဦးစေယုံကိုဘုံကျဲခဲ့တဲ့စစ်ကောင်ရှင်ကိုပြင်းထန်စွာ လက်တော့ပြန်မယ်လို့ပြောလာတဲ့အေးသတင်း။ ဖလန်းကိုထိုးစစ်ဆင်နေတဲ့စစ်တပ်အထိညာပြီး20လောက်တည်လို့လေကြောင်းနဲ့ပုံကျဲရပြန်တဲ့စစ်တပ်တရင်ဝင်ကြီးချုပ်ရုံအရှုပ်တော်ပေါ်မှာနဲ့နာသူတွေပြန်လဲတိုင်ကြားခံရမှုအပေါ်စီတရန်အဖွဲ့တွေမခံမရနိုင်ဖြစ်တဲ့တရင်စစ်တပ်နဲ့ပတ်သက်သူတွေကိုတန်ခတ်ဖို့ကိုရီးယားလွတ်တော်မှာတောင်းဆိုခဲ့တဲ့ဒေါ်စင်မအောင်တင်စစ်တပ်ခွင့်ပြုချက်နဲ့ PGF ကညောင်ရီဒေါနာတောင်းချေမှာကြားဖြန်လုပ်ငန်းတွေပြန်လည်အချိန်ချတဲ့တင် ထိုင်းဝန်ကြီးချုပ်အနုဒင်ကလွှတ်တော်ကိုချက်ချင်းဖြတ်သိမ်းရက်60အတွင်းရွေးကောက်ပွဲဆမယ်လို့ဆိုတဲ့သတင်းအဲ့လိုနေ့လည်ခင်းဒီထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင်မြောက်စေုံကိုဖုံးကျဲခဲ့တဲ့စစ်ကောင်မရှင်ကိုပြင်းထန်စွာလက်တော့ပြန်မယ်လို့ပြောလာတဲ့အေးသတင်းနဲ့ဆားလိုက်ချင်ပါတယ် ရခိုင်တပ်တော်အေကမြောက်စေးအောင်ကိုပုံကျဲတိုက်ခိုက်ခဲ့တဲ့ပြည်မှုကျူးလွန်သူကျူးလွန်ရန်စေခိုင်းသူနဲ့ပါဝင်ပတ်သက်သူအလုံးကိုပြင်းထန်စွာရတုပ်ပြန်သွားမယ်လို့ဒီဇင်ဘာလ17ရက်နေ့ညပိုင်းမှာထုတ်ပြန်ကြေညာလိုက်ပါတယ်။အဲ့ဒီရက်ဆက်ကြမ်းကြုတ်တဲ့ဖြစ်စဉ်ဟာအပိပိဆိုင်ဟာလူ့ခွင့်ရင်းနေဖြစ်တဲ့ဒီဇင်ဘာလ10ရက်နေ့ည9:23မိနစ်ခန့်မှာဖြစ်ပွားခဲ့တာပါ။ဖက်စစ်အကြံဖက်စစ်ကော်မရှင်ဟာမြောက်မြို့ ထမရရက်ကွက်ရှိမြောက်ပိတုစေုံကြီးကိုတမင်တကာရွယ်ချက်ရှိရှိနဲ့ဆက်ဖိုက်တာတစင်းပေါ်ကနေဖြတ်အားဖြင့်ပေါင်900ပေါင်းနှလုံးနဲ့အကျန်းဖက်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စေုံတစ်ခုလုံးနီးပါးပျက်စီးတည်ဆုံးဒဏ်ရာရသူ109အထိရှိခဲ့ပါတယ်။ဝင်နှန်းအင်ရအပါဝင်မြောက်ပိတုစေယုံကြီးတစ်ခုလုံးနှိပါပြက်စီဆုံးရှုံးခဲ့ရပြီးစေယုံပဝင်ခြင်းကလူနေအိမ်အဆောက်အုံတချို့ပါထိခိုက်ပျက်စီးခဲ့ပါတယ် တေဆုံးတန်ရာရသူစင်းကလည်းအလွန်မြင့်မာပါတယ်။စေယွန်တွင်စေကုတမှုခံယူနေကြတဲ့အပြစ်မဲ့အယက်သားပေတို့စုစုပေါင်း33ဦးဟာပွဲချင်းပြီးတေဆုံးခဲ့ရပါတယ်။ဒီထဲမှာ3လသားအရွယ်မင်းကလေးငယ်တဦးအယက်သား16ဦးနဲ့အမျိုးသမီး16ဦးတို့ပါဝင်ပါတယ်။ ဒါအပြင်ကိုဝင်ဆောင်အမျိုးသမီးတွေတက်ကြီးရွယ်ဦးတွေနဲ့ကလေးတငယ်တွေအပါအဝင်အပြစ်မဲ့အရတားပြည်သူ86ဦးလို့ ਆ လဲထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပြီးဒဏ်ရာရရှိသူတွေတဲကအရခပြည်သူစစ်မှားရေးဝန်ထမ်းတချို့လည်းပါဝင်တယ်လို့သိရပါတယ်။အေကဒီလို့ရဟာအရခဒေတာမှာရှိတဲ့လူမျိုးဘာသာမရွေးပြည်သူတွေအကူအထားပြုရတဲ့စေယုံကြီးကိုတမင်တကာရွေးချက်ရှိရှိလေးချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပြစ်တင်ဝေဖန်ပါတယ်။ ဒါအပြင်လက်ရှိကာလဟာစစ်ပွဲရင်ပြင်းထန်နေတဲ့ကာလလူသားချင်းစာနာမှုအကူအညီတွေနဲ့စေဝါးတွေပိတ်ဆို့ဖြတ်တောက်ခံရတဲ့အခက်အခဲဆုံးအချိန်ကာလဖြစ်တယ်လို့အေကထောက်ပြခဲ့ပါတယ်။ဒီလိုအခက်အခဲမျိုးစုံကြားကရရသားပြီးသူ့ကျမ်းမာရေးဝန်ဆောင်မှုပေးနေတဲ့စေယုံကိုအကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့စစ်ကော်မရှင်ရဲ့လုပ်ရဟာလွန်စွာဆက်ဆုပ်ရွှေရှာပွဲအကြမ်းဖက်လုပ်ရဖြစ်တဲ့အပြင် အာရခဒေတာအတွင်းစစ်ကောင်ချင်းကျွလွန်တဲ့အထက်မှာအဆိုးရဆုံးအပြင်းထန်ဆုံးသောဆေးရဆွေးမှုကြီးတစ်ခုနဲ့အပြစ်မဲ့အရတားပီတိုရဲအဆုတ်လိုက်အပြုံလိုက်တည်ဆုံးမှုအများဆုံးဖြစ်စဉ်တစ်ခုလည်းဖြစ်တယ်လို့အေကပြက်သားစွာပြောဆိုထားပါတယ်ရှင်ဒုတိယအနေနဲ့ဖလန်းကိုထိုးစစ်စင်တဲ့စစ်တပ်အထိနာပြီး20လောက်တေလို့လေကြောင်းနဲ့ပုံးကျရပြန်တဲ့တဲ့မှာ ချင်းပင်နဲ့ဖလန်းမျိုးပတ်ကိုထိုးစစ်ဆင်လာတဲ့အကြံဖတ်စစ်တပ်ကိုချင်းတော်လိုင်းတပ်ပေါင်းစုကအပြင်းထန်ခုခံတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က20ဦးခန့်တစ်ဆုံးခဲ့ပြီးစစ်တုပ်ပန်းတချို့နဲ့လက်နက်ခဲယံတွေကိုသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။မနေ့ကဒီဇင်ဘာလ17ရက်နေ့နနက်7:00နာရီအချိန်ကစတင်ပြီးအကြံဖတ်စစ်တပ်ဟာအင်အားအလုံးရင်းနဲ့ဖလန်းမျိုးပတ်ကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဲ့ဒီစစ်ကြောင်းကိုချင်းတော်လိုင်းတပ်ပေါင်းစုကညင်ညင်ညွညွနဲ့ခုခံတိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲဟာအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲပြီးတဲ့နောက်နေမြင်ရှင်းလင်းဆက်လုပ်တဲ့အခါစစ်တပ်ထံကလည်းလက်နက်30နိပါတိမ့်စီရမိခဲ့တယ်လို့သိရပါတယ်။အခုလိုဖလန်းဘက်ကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်တပ်ကို CBO, CNA ရောချင်းတော်လိုင်းတပ်တွေအကုန်စုပေါင်းပြီးခုခံတိုက်ခိုက်ခဲ့တာပါ အောင်ပွဲမှာပိုပြီးထူးခြားသွားတဲ့အချက်ကတော့တော်လိုင်းပူပေါင်းတပ်ဟာစစ်တပ်ကိုအပြင်းထန်တိုက်ခိုက်ခဲ့ပေမဲ့ကြာဆုံးတဲ့သူမရှိခဲ့တာပါပဲစစ်တပ်ဟာတိုက်ပွဲမှာအထိနာခဲ့တဲ့အတွက်မနေ့ကတနေ့လုံးတိုက်လေရင်တွေနဲ့ပါပုံချက်တိုက်ခိုက်ခဲ့ရတယ်လို့လည်းသိရပါတယ် ဒေတာတွင်တော်လင်းသတင်းရင်းမြစ်တွေရဲ့ပြောကြားချက်အရအကြမ်းဖက်စစ်တပ်ဟာဖလန်းဘက်ကို ထိုးစစ်ဆင်တဲ့နေရာမှာပြည်ပြင်းစစ်ကြောင်းအပြင်လက်နက်ကြီးပစ်ကူဒရုန်းပစ်ကူနဲ့လေကြောင်းပစ်ကူတွေပါအသုံးပြုပြီးအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ဒါပြင်ချင်းပြည်နယ်ဘက်ကစစ်ကြောင်းတွေခွဲပြီးထိုးစစ်တွေဆင်းနေလာနေတယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးဝင်းကြီးကျောက်ရုံးရှုပ်တော်ပေါ်မှာနင်းနာသူတွေပြန်လည်တန်ကြားခံရမှုအပေါ်စီဒီအန်ဖွဲ့တွေမကန့်မြဲနိုင်ဖြစ်တဲ့သတင်းကိုပြောပြပေးပါမယ်ရှင်။ အခုဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့အမျိုးသားညညရဲ့အဆိုအရအန်ယူဂျင်ဝင်းကြီးချုပ်ရုံးနဲ့ပတ်သက်တဲ့ဝေကြီးအရှုပ်တော်ပေါ်အပေါ်ဒေတာအခြေပြု CDN နိုင်ငံဝန်ထမ်းအဖွဲ့အစည်းတွေကထုတ်ပြန်ခဲ့တဲ့အရေးကြီးတဲ့သဘောထားကြေညာချက်ပဲဖြစ်ပါတယ်။2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့ကစတင်ပြီးအန်ယူဂျီဝင်းကြီးချုပ်ရုံးကငွေကြေးအရှုပ်ထွေတွေရုံးတွင်ဖိနှိပ်မှုတွေအာဏာအလွဲသုံးစားမှုတွေနဲ့ပတ်သက်တဲ့သတင်းတွေစတိုက်ထွက်ပေါ်လာခဲ့ပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးနင်းနာသူဝန်ထမ်းဟောင်းဆနဝဟာတိုင်ကြားခဲ့သူတွေဖြစ်ပြီးသူတို့ထဲမှာစီရီယန်နိုင်ငံဝန်ထမ်း၅ဦး၊နိုင်ငံအကျဉ်းသားဟောင်း၁ဦး၊ NLD ပါတီဝင်၅ဦးနဲ့နိုင်ငံတက်ကြွလှရှာသူ၄ဦးပါဝင်နေရလို့သိရပါတယ်။ဒီဇင်ဘာလ9ရက်နေ့မှာနင်းနာသူတွေဖွင့်လှစ်ထားတဲ့ Facebook page ကိုဆက်မသုံးဖို့တားမြစ်ခံရတာပြီးတော့အမြဲတမ်းအသွင်ဝင်ဒေါ်ကြည်ပြကမူလတိုင်ကြားသူဆနဝကိုပြန်လည်တိုင်ကြားထားတာရှိလာတဲ့အတွက်ဒေတာအခြေပြု CDN နိုင်ငံဝန်ထမ်းအဖွဲ့အစည်းတွေက အထူးစိုးရိမ်မကင်းဖြစ်လာတယ်လို့ဆိုပါတယ်။ CDN နိုင်ငံဝန်ထမ်းတွေကယာရုလစာဘွားအမခံချက်တွေကိုစွန့်လွတ်ပြီးပြီးသူအစိုးရနဲ့အတူရက်တီခဲ့ကြသူတွေဖြစ်တဲ့အတွက်တော်လိုင်းအစိုးရတည်းရဲ့အနေနဲ့သူတို့ကိုကာကွယ်ဆောက်ရှောက်ဖို့အပြည့်အဝတာဝန်ရှိတယ်လို့ CDN အဖွဲ့အစည်းတွေက ထောက်ပြပါတယ်။ဒါပေမဲ့တော်လိုင်းကာလာအတွင်းမှာ ီမံခန့်ခွဲမှုအားနည်းတာတွေမလျော်ဥစ္စာတုံးတာတွေကြောင့်ကဏီမြို့နယ်ရဲ့ပညာရေးတာဝန်ခံဆရာဦးဝင်းထေအပါဝင်မိသားစုလိုက်မတရားလုပ်ကြံခံရမှု ကောလင်းမြို့နယ်အတွင်းရင်မှုဆရာအရင်းဓမ္မလုပ်ကြံခံရမှုတပည့်ရင်မြို့နယ်ကဆရာမဒေါခင်ဆန်းယုဆွေနေမှာပြစ်ခတ်တပြက်ခံရမှုစတဲ့ဖြစ်စဉ်တွေကနေစပြီး CDN နိုင်ငံဝန်ထမ်းတွေအပေါ် ကျူးလွန်ခံရတဲ့အမှုခင်းတွေဟာဒီနေ့အချိန်ထိဥပဒေရဲ့အကာအကွယ်မရရှိပဲတရားမျှတမှုဖော်ဆောင်မပေးနိုင်ဘဲနဲ့အကြောက်တရားပါထပ်ဆင့်ကြီးစိုးခံနေရတယ်လို့ထုတ်ပြန်ချက်မှာအခိုင်အမာဖော်ပြထားပါတယ်။စီဒီအန်နိုင်ငံဝန်ထမ်းအဖွဲ့အစည်းတွေဟာလက်နက်မဲ့သူတွေဖြစ်ခြင်းတော်လိုင်းရဲ့အထူးကတောက်တိုင်တွေဖြစ်ခြင်းတို့ကိုထောက်ပြပြီး NUG အနေနဲ့တရားမျှတမှုကိုအမြန်ဆုံးဖော်ဆောင်ပေးဖို့ဒေနက်စွာတောင်းဆိုခဲ့ပါတယ်။ ထပ်မံတက်ဆက်ပေးချင်တာကတော့စစ်တပ်နဲ့ပတ်သက်သူတွေကိုတန်ခတ်ဖို့ကိုရီးယားလွှတ်တော်မှတောင်းဆိုခဲ့တဲ့ဒေါ်စင်မအောင်တင်းကို ပြောပြပေးပါမယ်ရှင်။အနုချေရဲ့ပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ဟာ2025ခုနှစ်ဒီဇင်ဘာလ17ရက်နေ့ကကိုရီးယားအမျိုးသားလွှတ်တော်မီဒီယာခန့်မှာမှတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးစစ်တပ်နဲ့ဆက်ဆက်သူတွေကိုပြစ်မှတ်ထားတန်ခတ်အရေးယူဖို့ကိုရီးယားအစိုးရကိုပြည့်ပြည့်တသားတောင်းဆိုလိုက်ပါတယ်။ ဝင်ကြီးရဲ့အဓိကတောင်းဆိုချက်တွေထဲမှာစစ်တပ်နဲ့ဆက်စပ်တဲ့ငွေကြေးကွန်ရက်တွေ၊စိုက်ဘာရာဇဝတ်မှုလုပ်ငန်းရှင်တွေ၊လူကုန်ကူးမှုကွန်ရက်တွေအပေါ်ကိုပြစ်မှတ်ထားတန်ခတ်အရေးယူမှုတွေလုပ်ဖို့ပြီးတော့ဒေသတွင်လှုပ်ဆောင်ချက်တွေကိုဥဆောင်မှုတောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။ ဒါပြင်ဝင်ကြီးတော်စင်မအောင်ကစစ်ကောင်ရှင်က လုံမဲ့အတို့ရောင်ရွေးကောက်ပွဲကိုအများပြည်သူရှေ့မှာရှုတ်ချဖို့နဲ့အဲ့ဒီရွေးကောက်ပွဲကနေဖွဲ့စည်းမဲ့ဘယ်အစိုးရကမှအတိမတ်မပြုဖို့ကိုရီးယားအစိုးရကိုအလေးပေးတိုက်တွန်းခဲ့ပါတယ်။တခြားအရေးပါတဲ့တောင်းဆိုချက်တွေအနေနဲ့ကြားပြန်တဲ့စိုက်ဘာရာဇဝတ်မှုတွေကိုကိုရီးယားနိုင်ငံရဲ့အမျိုးသားလုံခြုံရေးချင်းကြောင်မှုအဖြစ်သတ်မှတ်ပြီး စုံစမ်းကယ်ဆယ်ရေးတွေမှာပူးပေါင်းဆောင်ရွက်ဖို့လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကိုလည်းယုံကြည်စိတ်ချရတဲ့ကိုရက်တွေကတစဉ်မြမပီသူတွေလက်ထဲတိုင်းရိုက်ပေးရဖို့ကိုလည်းတောင်းဆိုခဲ့ပါတယ်။ အဲ့ဒီအချက်တွေအပြင်အန်ယူစီနဲ့ထိတွေ့ဆက်ဆံမှုကိုနီးပညာနဲ့ဆွေးနွေးပွဲတွေကတစင်ပုံမှုနဲ့ဆိုင်အောင်ဆောင်ရွက်ဖို့စတဲ့တောင်းဆိုချက်တွေကိုဝင်ကြီးဒေါ်စင်မအောင်ကတင်ပြတောင်းဆိုခဲ့ပါတယ်။ပြည်တော်စုဝင်ကြီးဒေါ်စင်မအောင်ရဲ့တောင်းဆိုချက်တွေဟာကိုရီးယားနိုင်ငံရဲ့လက်ရှိပြပဆက်ဆံရေးဦးစားပေးတွေဖြစ်တဲ့ဒီမိုကရေစီတန်ဖိုးတွေဒုသားချင်းစာနာမှုနဲ့နိုင်ငံတကာရာဇဝတ်မှုတိုက်ခိုက်ရေးအထူးသဖြင့်စိုက်ပါရာဇဝတ်မှုတွေနဲ့တိုက်ရိုက်ကန့်ကျင်နေပါတယ်။ ဒါကြောင့်ဒီတောင်းဆိုချက်တွေဟာအတော်တန်ထိရောက်မှုရှိနိုင်တယ်လို့သုံးသပ်ရပါတယ်။အထူးသဖြင့်စစ်ကောင်စီရဲ့အတူရွေးကောက်ပွဲကိုအတိမတ်မပြုဖို့ဆိုတဲ့တောင်းဆိုချက်နဲ့စိုက်ပါရာဇဝတ်မှုတိုက်ဖျက်ရေးတောင်းဆိုချက်တွေဟာကိုရီးယားရဲ့အမျိုးသားအကျိုးစီးပွားနဲ့ပါဆက်ဆက်နေတဲ့အတွက်အောင်မြင်မှုအခွင့်အလမ်းအမြင့်မားဆုံးဖြစ်ပါတယ်။ပြည်တွင်းကနောက်ဆုံးသတင်းလေးနဲ့စစ်တပ်ခွင့်ပြုချက်နဲ့ BGF ကမြောက်ရီဒေါနာတောင်ချိန်မှာကြားပြန်လုပ်ငန်းတွေပြန်လည်အခြေချတဲ့အကြောင်းပါ တင်ပင်နယ်မြောက်ရီမြို့နယ်ဒေါနာတောင်ချေကတက္ကသိုလ်ကျေးရွာနယ်ပတ်ဝန်းကျင်ဒေသတွေမှာကြားခံလုပ်ငန်းသုံးအဆောက်အုံအစ်စ်တွေဟာရပ်ပိုင်းအတွင်းမှာပဲအချိန်ဟုန်နဲ့တည်ဆောက်နေပါတယ်။ဒါခေခေပတ်နယ်ရွှေကုတ်ကိုဘက်ကနေစစ်တပ်ရဲ့စီးနှင်းဖန်ဆီးမှုတွေကြောင့်ပြေးလာခဲ့ကြတဲ့တရုတ်တထေးတွေနဲ့ဝင်းလိန်ကိုင်းခေါင်းဆောင်တွေရဲ့နေရာအတည်ယူမှုဖြစ်ပါတယ်။ဒီရွှေပြောင်းမှုနဲ့အဆောက်အုံတိဆောက်ရေလုပ်ငန်းတွေကိုစစ်တပ်လက်အောက်ကနေကြဆောက်တဲ့ BGF ပိုတင်ဝင်းကအဓိကဥဆောင်စီမံခန့်ခွဲပေးနေရပါဗျ။ ကရင်စစ်ရေးတရင်မြေပြောကြားချက်အရဗိုလ်တင်ဝင်းဟာအရေးပါတဲ့တေးဥတထေတွေမြေပညာရှင်တွေနဲ့လုပ်ငန်းခေါင်းဆောင်တွေကိုသူ့ရဲ့ဖားကလူရွာရှိတင်တန်းဆောင်ဘက်ကိုခေါ်ယူနေရချထားပေးခဲ့တယ်လို့သိရပါတယ်အဲ့ဒီလိုခေါ်ယူနေရချတာပေးပြီး၅ရက်ခန့်အတွင်းမှာပဲကြားပြန်ရုံတွေကအလင်းမြန်ဆောက်လုပ်နေတာဖြစ်ပါတယ်။တက်ကတိနဲ့ဖားကလူးကျေးရွာပတ်ဝန်းကျင်မှာအဆောက်အုံအလုံး20ကျော်ထပ်မံတိုးချဲ့ဆောက်လုပ်နေပြီးစုစုပေါင်းအဆောက်အုံ90ကျော်ရှိနေပြီဖြစ်ပါတယ်။ ရင်းမင်းနဲ့အင်တာနက်လိုအခြေခံဝန်ဆောင်မှုတွေမပြည့်စုံသေးပေမဲ့အတိတ်ကပုံကိုယ်တွေရောက်ရှိနေပြီဖြစ်လို့စားပြန်ဝင်လေလုပ်ငန်းတွေဟာပြန်လည်လေပတ်နေပြီဖြစ်တယ်လို့သိရပါတယ်။ပြည်ကျောက်ပေါ်တွင်အဖွဲကတရုတ်တွေအတွက်မြောက်တွေနဲ့ရွှေကုတ်ကိုကအမျိုးသမီးတွေကိုခေါ်ယူပြီးကာရာအိုကေနဲ့အနှိတ်ခံတိရစ္ဆာန်ယုံတွေပါဖွင့်လှစ်ပေးထားပါတယ်။ ဒါပြင်ပိုတင်ဝင်းရဲ့ဖကလူတင်နန်းချောင်းနဲ့ဘေးကအချုပ်ထောင်နေရာမှာပါကြားပြန်ရောအစ်စ်တွေထပ်မံဖွင့်လှစ်ပြီးနေရာချထားပေးခဲ့တယ်လို့လည်းသိရပါတယ်။အရေးကြီးဆုံးအချက်ကတော့ဒီလိုတရားဝင်ကြားပြန်အဆောင်တွေစောက်လုံနေတာကိုစစ်တပ်ကသိရှိရုံသာမကစောက်လုံရေးပစ္စည်းတွေဖြစ်တဲ့ဘီလက်မြေလိုပစ္စည်းတွေကိုစစ်တပ်ရဲ့ကွန်ပျူတာနဲ့ဖန်ဘက်ကနေလိုအပ်တယ်လို့တည်ယူနေရတာပဲဖြစ်ပါတယ်ရှင်။ ဒီသတင်းတွေကတော့စစ်ကောင်ရှင်ရဲ့တိုက်ဖြတ်နေပါတယ်လို့ကြေညာထားတဲ့စားပြန်လုပ်ငန်းတွေဟာစစ်တပ်လောက်ကန်ဗီဂျဲရဲ့အကာအကွယ်အောက်မှာနေရအသစ်ရွှေ့ပြီးဆက်လက်လည်ပတ်နေရဆိုတာကိုထင်ရှားစေတဲ့အချက်တွေပဲဖြစ်ပါတယ်။နောက်ဆုံးပေပါသတင်းတပုတ်အနေနဲ့ထိုင်းဝင်ကြီးချုပ်အနုတင်ကလွှတ်တော်ကိုချက်ချင်းဖြတ်သိမ်းရက်60အတွင်းရေကောက်ပွဲစမယ်လို့ဆိုတဲ့အကြောင်းပြောပြရင်ကျမရဲ့နေ့လည်ကင်းသတင်းတင်ဆက်မှုကိုဒီမှရရနာလိုက်ပါရစေရှင်။ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်အနုတင်ချမ်ပီလာကူဟာဒီဇင်ဘာလ17ရက်နေ့ညပိုင်းမှာထိုင်းနိုင်ငံရဲ့လွှတ်တော်ကိုဖျက်သိမ်းလိုက်ကြောင်းတရားဝင်ကြေညာလိုက်ပါတယ်။ဝင်ကြီးချုပ်အနုတင်ချမ်ပီယာကူဟာဒီကြေညာချက်ကိုသူ့ရဲ့ Facebook လူမှုကွန်ရက်ဆိုင်မနာကတစင်ထုတ်ပြန်ခဲ့တာဖြစ်ပြီးလွှတ်တော်ဘိုးဖြတ်သိမ်းလိုက်တာပြည်သူတွေစီကိုအာဏာပြန်လည်လွှဲပြောင်းပေးလိုက်တာဖြစ်တယ်လို့လည်းဖော်ပြခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်မချမီမှာလည်းနိုင်ငံရေးတင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။ ဒီဇင်ဘာလ17ရက်နေ့မနက်ပိုင်းမှာပဲအတိုက်ခံပြည်သူ့ပါတီဘက်ကဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာ156မြင်းဆောင်28ကိုပြင်ဆင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဝီစီချုပ်ကိုအယုံကြည်မရှိ အဆိုတင်သွင်းမယ်လို့တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်အဲ့ဒီတော့တိုက်ခိုင်ရဲ့ဖိအားပေးမှုကြီးညာချက်ထွက်ပေါ်လာပြီးနောက်မှာဝင်းကြီးချုပ်ကချက်ချင်းဆိုသလိုလွှတ်တော်ကိုဖျက်သိမ်းချောင်းကြီးညာလိုက်တာပါ ဒီကြေညာချက်ကိုအတည်ပြုနိုင်မှုအတွက်ဘရင်ထံတင်သွင်းထားပြီးဖြစ်တယ်လို့လည်းဖော်ပြခဲ့ပါတယ်။နောက်ပိုင်းထိုင်းသတင်းဌာန Time PBS ရဲ့သတင်းတရက်မှာတော့လွှတ်တော်ဖြတ်သန်းရေးကိုထိုင်းပြည်ကလက်မှတ်တိုးအတည်ပြုလိုက်ပြီးဖြစ်ကြောင်းဖော်ပြထားပါတယ်။ထိုင်းနိုင်ငံရဲ့2016ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားချက်အရလွှတ်တော်ကိုဖျက်သိမ်းပြီးနောက်ရပ်ပေါင်း60အတွင်းမှာရွေးကောက်ပွဲအသစ်ကိုမဖြစ်မနေပြန်လည်ကျင်းပရမှာဖြစ်ပါတယ်။ ဒါကြောင့်ထိုင်းနိုင်ငံဟာလာမယ့်ရက်နှင်းငယ်အတွင်းမှာပဲနိုင်ငံရေးရွေးကောက်ပွဲအသစ်စီကိုဥတည်သွားရမှာဖြစ်ပါတယ်ရှင်။ MP ရဲ့နေ့လည်ခင်းထင်ရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုတင်ဆက်ပေးကြတာပါ။ MP ကနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ရုပ်သံနဲ့အစသတင်းတွေကို Facebook, YouTube, TikTok နဲ့ Website Seminar တွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ MB ရဲ့တင်ဆက်မှုလေးကိုကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးဝင်ကျေးဇူးတင်ရှိပါတယ်။မြမပေးသူပိသားပါကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမော်ရီပြကြပါစေရှင်။